အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝိတုတို့တွေကတော့တိုင်းဆရာဆင်ပြေကျုံအောင်တင်ရေးသားထားတဲ့သမီးစာဝိတုတို့များစာအုပ်ထဲမှာကြွမုံဆိုဤအံ့ဩခြင်းဆိုတဲ့ဝိတုတို့လေးကို ဖက်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားအားပေးကြပါဦးရှင်ကြွမုံဆိုဤအံ့ဩခြင်းအခန့်တဲ့တနောင်းပင်လဲရွာစီတို့မျှော်ကြည့်ရဲ့အရှိအရက်တွင်နေတိဤရှည်ပြေအရေးအယောင်များမထင်သည်မောင်လာသည်လည်းမဟုတ် လင်းသည်လည်းမမီတန်းသို့တော်ရွာကိုကောင်းမမြင်ရသေးငတော်ရီသွတ်သွတ်ကလေးလှမ်းပါဟာအေးဆောင်နောက်တွင်လူငယ်တယောက်ပါတယ်သူပကုံးပေါ်တွင် အေးဆောင်နေသူတဘိုးညွတ်နေအောင်ထမ်းထားရသော ကျွတ်တွဲများပါတယ်သူတို့နှစ်ယောက်ဤကျဲလာသောခြေလမ်းများညေတို့ကြတိုင်းကြတိုင်းတဘိုးသည်ညှို့ဆင်းသွားတယ်ခြေအကြွကိုအလုတ်တွင်တဘိုးကကော့တက်သွားပြန်တယ် ဒီညှို့လိုက်ကော်လိုက်လှုပ်ရှားမှုတိုင်းတဘိုးများကတကြည်ကြည်မိနေလေတယ်။အာယုံမပေါ်တတ်သေးသောအကျဲ့ဤလင်းပြန်အယောင်အောင်။ရာကြောက်ကုန်းတန်းတစ်ချောက်တွင်အေးဆောင်နေငတော်တို့၏အမောတကော အသက်ရှူတန်ကြီးများသည်တဘိုးမိတန်နှင့်အပြန်ကျဲနေချေတယ်။ဟဲ့အောင်မောနေပြီလားကွ။မောပါဘူးဗျ။မောပြီလားမေးသူကလည်းမောဟိုက်တန်ကြီးနေ။ မောပါဘူးဖြည်သူကလည်းကြင်ညစ်ဖြည်လိုက်ရတော့မောဟိုက်တန်ကြီးဖြင့်မောပါလျက်နဲ့မမောပါဘူးဟုငတော်ဖြေရခြင်းမှာအေးဆောင်ဆဲမီဆိုသောကြောင့်ဖြစ်တယ်။မောတာပေါ့ဗျာဖြည်လည်းရင်ယောက်ျားဖြစ်နေပြီးဒီလောက်နဲ့မောနေသလားဆိုကစဲပေါင်းများပြီ။တို့ကြောင့်ငတော်မှာမမောပါဘူးဖြည်လိုက်ရတယ်။ဒီနဲ့မောဟိုင်နေပါလျက်နဲ့မနာနိုင်မဲ့ ခရီးကျန်းနှစ်နေရာချင်းမှာသူတို့ပခုံးမော်တွေပါလာတော့ကြွေများကြောင်ဖြစ်ပေတယ်။ဒီကြွတ်တွေမပုံမီရွာတို့ရောက်มาဖြစ်မယ်။ရွာရောက်လျင်ရောက်ချင်းအမြန်ဆုံးဖြည့်ရကင်ရအစီထုတ်ရမယ်။လေကွင်းထဲတွင်ဖြည့်လျင်ကင်လျင်အစီထုတ်လျင်ကောမဖြစ်ဘူးလား။ဖြစ်တော့ဖြစ်တယ်။တဲရပိုးရမလို့ဒီကြွတ်တွေက ညီကြွတ်တွေအတိအကျဆိုရပါမို့လေကြွတ်တွေ လဲကျွက်တွေသီးများပေါများရာကျဲမှာလက်သမားအတွေ့မကောင်းအလေအလွဲ့နဲနိုင်သမျှနဲအောင်လက်သမားများစူးစားကြညာလဲကျွက်ကပေါမြင်ပေါ်တယ်ပေါများယုံသားမကစူလိုက်ဖြိုးလိုက်ပုံကလည်းတန်းကုန်မတန်းတကောင်းနေအစိတ်သား30သားရှိသောဒီကျွက်ကြီးတွေကိုဖန်းစည်းရန်အတွေ့အေးဆောင်တဲ့ငတော်တို့မှာတဘိုးနှစ်ချောင်းဓမ္မနှစ်ချောင်းနဲ့ ညံပြားနှစ်ချောင်းသာ အရင်စိုက်ကြရပါတယ်။သူတစ်ပါးလှုပ်စာတန်တပါးသီးနှံများကိုအตาရကျွေခိုးစားနေခဲ့သောလဲကျွဲကြီးများမှာယခုလို စဘာပေါ်ချိန်၌အဆူဆုံးအဖြိုးဆုံးဖြစ်တော်တယ်။သူတို့ကိုနှိမ်နှင်းရန်အတွေ့အချောက်တော်မှာအေးဆောင်လို့နေရာသမားများမှာနေမွေကင်းခပင်စေမိုင်ခန့်ဝေတော်လဲတော်တို့ရောက်လာခဲ့ကြတယ်။အေးဆောင်တို့ ထနောင်းနှစ်ခွာရွာဝန်းကျင်မှာရွာများမှာလေဒီနှစ်မောတဝေထိုးတော်ကြောင့်မျိုးစုံကြတယ်လက်ကုတ်တပောင်းညင်မြဲဖြစ်တော့နှံစားပြောင်းဖို့ပင်ဒူးကောင်းထဲမကျော်နွားစာပင်ခက်ခက်ခဲသို့ပညာသူတို့ညီမနေမှိုင်မနေငိုင်မနေရိုးပြန်ရှိတော့လေတော်များတို့အစင်းတွင်လေကျွယ်ကြီးများကို တွေ့ကြခြင်းဖြစ်တယ်အေးဆောင်မှာပြမတရက်နှစ်ရက်သာ မောတဲမွန်တိန်အရာကိုလာရတယ်။နဘူးကိုင်းကို ပေးလက်လျော်ဖြင့်လောက်လေးကိုင်းပုံဖြစ်အောင်ပွေတယ်။အလဲတွင်တန်တန်ထက်ထက်ကကျော်ဖြစ်တုတ်တယ်။ပြီးပြီ။ဤရာတိပင်ကြွက်ထောင်ကြောင်။နေမွေမီကပင်ကြွက်ထောင်ကြောင်ချမိနေရတွင်ရှုံးပြော့တွေကိုငန်းပြားဖြင့်သုံးလေးកော်များកော်ပြီးបုံထားတယ်ទីနောက်တွင်ណបូកៃថោចោបော်တွင် ပိတ်တာချင်း၄50ရှိမြည်ရှုံများကိုတည်တက်စွာတင်းနေကတ်တယ်အလေးချင်း၄50စီးသောဒီနဘူးကိုင်းဘီထောင်ကြောင်းအောက်တွင်တိုင်ထောက်ရတယ်တိုင်တွင် မောင်းစင်တယ်မောင်းတွင် အစာပါတယ်အစာကိုဝင်ဆွဲသောကြွက်သည် မောင်းပြုတ်ကြပြီးကြွက်ပြားဖြစ်သွားမယ်အစတော်အေးဆောင်သည်ဘီ30မြသာခြေနိုင်လက်နိုင်လို့တယ်တို့ရတွင် ဖမ်းမကုန်တော့ကြွက်တွေကိုမြင်သောအခါလောဘတက်လာတယ်။ဘီ30မှ50 50မှ100ကြွက်တရာရသောနေ့တွင်အင်းဆောင်တဘိုးကျိုးတော့တယ်။ဒီနေ့ဖြင့်ငတော့ကိုနောက်လိုက်ခေါ်ရတယ်။ဘီလည်းနောက်ထပ်60လောက်တိုးလာပြန်တယ်။ဘီမှာတစ်ချိန်လုပ်ပြီးနောက်နောက်ထပ်လုပ်ရန်မလိုတော့ဘူး။ကြွက်ရပြီးလျင်ဘီပေါ်မှာရှုံ့ကိုခွာပြစ်ခါထောင်ချောက်ကိုစူးစမ်းသိမ်းဆဲတယ်။ လဲနဲ့နီးတော့နဘိုးကြုံထဲတွင်ပွက်ထားခဲ့တယ်။ညနေဆောင်လျှင်ကြုံထဲကထောင်ချောက်များကိုထုတ်ယူကာရှော့အစ်စ်ကော်ပြီးတင်ရပြန်တယ်။ဘီအာလုံးထောင်ပြီးသွားတော့လဲကျွက်ကချက်ချင်းမလာပဲ။ညစင်နိုင်မှတကောင်ကျော်အချိန်မှသာကြွေမျိုးတယ်။ဒီအားလက်ချိန်တွင်အေးဆောင်တို့ခလန်းလန်းတို့စုတ်ခါတည်င်းကိုခေါအောင်၍ပစိုးချုံပြီးတရေတမောအိတ်လိုက်တယ်။ အေးဆောင်တရေနိုးချိန်တွင်သကောင်ကျော်တစ်ချက်ခွဲနှစ်ချက်ရှိပြီးဒီတွင် ရှေးကငတော်ကကျွက်တွေရှောက်သိမ့်ပြီးတွဲတယ်။အေးဆောင်ကကျွန်းတွေလိုက်ခွာပြီးထောင်ကျောက်တွေလိုက်သိမ့်တယ်။လောလောဆယ်အရင်အနည်းအဖြစ် ရှုတ်ပေါ်စရာငန်းပြားတာလို့ညာငွေကိုကားတရီထားရတယ်။ငွေကလည်းကျွက်ကိုလိုက်လံရှာဖွေတော့မဟုတ်စို့။အေးဆောင်တို့ကလည်းကျွက်ဖမ်းတော့မဟုတ်စို့။ အကြံတို့မိုးဆိုးများရိုးပြတ်ကြတွင်ကြုံကြဆုံကြလျင်ကမြည်တိုးများမတက်သာအခန်းနှင့်ကြိတ်လိုက်ဇန်ကွရောက်တော့မဟဲ့အေးဆောင်သည်မောဟိုက်ခြင်းနှင့်ပင်မန်းခြင်းကိုအံကျိတ်ခါခြေဖြတ်ရင်သူ့ကိုယ်သူရောငတော်ကိုပါအားပေးလိုက်တယ်ထနောင်းနှစ်ခွာကြွားသည်ပဇွန်စီဖြန့်ထားသော ကောင်းငင်အောက်မှမမမဲမဲကြီးစီးကြုံနေလေနဲ့အမေမူကား တားပြန်ချိန်နီးပြီမို့တညာလုံးပင်မလာတော့တားတော့ရန် အဖန်အိုးကိုမိဖို့ပေးတွင်နှံ့ရင်ကျွက်စီဖြင့်တမင်းလော်နေပေရောမယ်ချစ်ရတော့ဇနီးလောင်းများတယ်သည်လဲတရေနိုတိုင်းနိုတိုင်းအေးဆောင်တို့အိမ်ဘက်မှာဘာသာကြမလဲနားဆွင့်ပြီကိုအေးဆောင်ဘေးကင်းပါစေစူတောင်းနေဟန်ရတယ်အေးဆောင်ဤခြေလမ်းများသည်ရွာတကားနှင့်နီးလေတွေ့လေဖြစ်တယ် ိတ်အသေးဖြင့်တွက်လည်ညာစေမိုင်ခရီးချမ်းကို အပြေးနှင်လာရသော ခြေများကပန်းပြီတို့ကြောင့်တွတ်တွက်လှန်သောခြေသည်တိုး၍မသွဲရောက်ပြီကွရောက်ပြီကွပကုံးပေါ်ကအထံကြီးကိုလှုပ်ပစ်ချင်လာပြီမရောက်သေးသောကြောင့်သာအံ့ကျိတ်ပြီးခံနေရတယ်နွားတင်းကုတ်အဆက်သို့ရောက်အောင်မင်းမသေးခြင်းမကြီးမင်းအောင်မှာပင်အထံကြီးကိုပြစ်ချလိုက်တယ်အမေဘေးသို့ ပုပ်ကော့ကလေးချင်းကပ်လာတော့အေးဆောင်ကိုမှပြင်းထန်သောစစ်ပွဲကြီးတစ်ပွဲအပြီးတွင်ဒံယာပလဲပွားဖြင့်အိမ်ပြန်လာတော့ရှေးဟောင်းစစ်သားချင်းနဲ့တူလာတယ်။ဒေါ်တာယုမှာတားပေါ်မြင်မှဂျင်းထဲကအလုံးကြီးကျသွားတယ်။အမောပန်းဖြစ်ရင်အဖန်ရည်လေးတောက်ပြီးတော့တားရင်ထမင်းလည်းအသင့်ပဲ။ဒေါ်တာယုသည်ပြောပြောဆိုဆိုမိဖို့ဘေးမှာခွာကကြွထန်းကြီးပေးတော်လာတယ်။ တွက်တွဲတွဲကို မနိုင်မနှင်းဆွဲလျက်မိဖို့ဘေးသို့ပြလာတယ်။တအိုးကြုံတလဲဒံအိုးတလုံးကြာစုပ်တစ်ချက်နဲ့စစ်နေတုံးကိုတွက်တွဲဘေးတွင်ချတယ်။မကြီးသာစစ်နေတုံးမှာသွေးများအရည်အရွယ်များဖြင့်ပေးချမ်းနေတယ်။ကြွတကောင်ကိုစတင်အရည်စုပ်လိုက်သည်နှင့်ရန်လုံးချက်ချင်းရောက်လာတယ်။အမီတရံရံဖြင့်ဟိုနန်းဒီနန်းနန်းပြီးနောက်ကြွတ်တွဲပင်နာတို့ သွားကြောင်ဝင်နေတယ်။မိဖို့တဲ့ထင်းထက်လိုက်စမ်းဟဲ့မမြင်ရဘူးဟဲ့။ကြွက်ကိုအရင်ဆုံးရန်ရင်ခွဲရန်အတွေ့အလင်းရောင်မလိုလာပဲ။သို့တော့အစီပြင်းထုတ်ယူရန်မူမြင်သာထင်သာရှိမှကောင်းနေ။ချမင်းအိုးထဲမှာချမင်းလော်ကိုသူတစုံငါတစုံကောင်းချင်းဆိုင်လွေးနေရမှာငတော်ထင်းသေးသေးတစ်ချောင်းထိုးပေးလိုက်တယ်။တဖြည်းဖြည်းမိသားနဲ့အတူ ဖုံးကနေထတောက်တယ်။မိယာအောက်တွင် ရင်ခွဲထားသောကြွက်မှာနီးရဲနေတယ်။သွေးရွှဲနေသောဒေါသယုလက်ထဲတွင်ဥစပါလာတယ်။ဥကိုလဲမျိုးအသုံးမှစတင်ဆွဲခြင်းဖြစ်ရာ အသေးပင်မှကလည်းအစီပြင်တွဲတွဲလျက်ပါတယ်။အစီပြင်သည်ဥထဲမဆိုးသလောက်မကြောတယ်။ပင်ဝါဘက်သို့တည်သွားတယ်။ဒီကလေးစားတွဲကြည့်တဲ့မှာအစီပြင်ကိုဖြုတ်ယူပါ ဒံအိုးတဲ့တော့ပြစ်ထည့်လိုက်တယ်။အေးဆောင်မှလည်းထမင်းစားပြီးတည်နေအဖန်နှစ်ခွက်သုံးခွက်တောင်းတလိမ်မိညိပြီးထားလာတယ်။နားမနေနိုင်။အမေပင်ဝင်ထိုင်ကကြွက်ဖြက်လိုက်၊ရင်ခွဲပြီးသားကြွက်ကိုညှက်ဖြင့်ညှက်လိုက်အလုံးရှုံရတော့တယ်။ငတော်လဲနားချိန်မရှိပါ။သူ့ဝေစုကိုယူကသူ့အိမ်သို့ပြေးလေပြီ။အင်းကို့အသက်သေးမှာစိုးလို့သာသူ့အသက်ကိုတတ်ရတာ ိတ်မတရီလာကိုတားရင်ဒေါ်တာရွတ်သည်လက်အံသေးသွားသည်ဖြင့်ခဏနားရင် နားရင်ဆက်လက်တောက်ရတွင်အေးအေးမတောက်သူရွှဲနေသောစိတ်နေတုံးကိုစိမ့်စိမ့်ကြည့်ကညင်းညီးတွားတွားဆိုတယ်ဒါတွေပြောမနေစမ်းပါနဲ့အမေရဒါမလုပ်လို့ဘာသွားလို့ရမလဲအငတ်ခံနေမလားအေးပါလေ ဟုတ်ပါတယ်ဟဲ့ဟဲ့ရေးသိမ့်မထက်နဲ့အဲအဲတော်ပြီ အင်းဆောင်ကကြွက်အစီပင်များထည့်ထားသောဓာတ်အိုးကိုခွင်ပေါ်တင်လိုက်ခါရေထည့်နေသည့်အတွေ့တဆယ်တဲလမ်းပြောရာချေတယ်ကြွက်စီထိုးရတွင်ဒီတို့ပင်ရေမစိုးသလောက်ခံပေးမှစီအလေအလွင်အခန့်အချောင်တက်သားတယ်အင်းဆောင်သည်ကြွက်ညံ့အချို့ကိုမိဖို့ဘေးတွင်ဝန်းရံထားလိုက်တယ်ကြွက်ညံ့များကမကုန်သေးသို့ကြောင့်တောင်းကျမ်းပင်အောက်ရှိမိဖို့ဟောင်းတွင် မိတဘောထပ်ဖို့ရတယ်။ကျွတ်တညံ့များကိုတချို့အောင်တချို့ကိုစင်ထိုးပြီးกินတယ်။သိုးပြညာမပီးသေး။အမေဘေးတို့ကျွတ်တွေရွှေ့ပေးရတယ်။ကျွတ်စီအိုကိုမှွေလိုက်မိထိုးလိုက်။အမေဘေးပြန်လာကကျွတ်ပြန်လိုက်ဖြင့်အလုရှုပ်ရပြန်တယ်။လက်ဘဲဤတန်းများကြာရတယ်။အိမ်မောကြနေခဲ့တော့ထနောင်းနှစ်ခွရွာဤနိုးကြမှုရှည်ပြေးပေသည်။လက်ဘဲဤ ဘုံတော်မြည်တမ်းများသည် ထင်းလဲများမှဖြစ်ပေတယ်။မြို့တော်တဲမြီထင်းလဲများပုံမှန်ထွက်ချိန်ဖြစ်တယ်။မကြမီလှည့်တစည်းသည်အေးဆောင်တို့ဝိုင်းရှိတွင်ဤကနေရက်တယ်။ကိုအေးဆောင် လိုက်တော့မလား။မင်းတန်လဲတစ်ဆက်တည်းပေါ်လာတယ်။အတန်ရှင်ကညတော်ဖြစ်တယ်။ညတော်ဤလှဲကြုံဖြင့်အေးဆောင်တခါသာလိုက်ဖို့တယ်။ဒီကလေးကမြို့တော်တက်တိုင်းအေးဆောင်ကိုမေးလေရှိတယ်။ဒီနေ့လဲ ခါတိုင်းနေများနေတူအေးဆောင်ပူရဖာရပြေးသွားတယ်။တပြေးပြေးချင်းလင်းသွားသော အလေးရောင်အောက်တွင် အလွန်လှနေသောများသောအေးဆောင်ငြိကြည့်နေမိတယ်။ဂျင်းထဲတွင်လှလာကြလားညသွဲရယ်ပြောနေတယ်။မမြင်ဘူးတာကြာနေတာပဲ။မျက်လုံးကိုနှင်းနှင်းနဲ့ထိုးလိုက်ရမလား။ဒီတော့မှအေးဆောင် အသက်ရှူမိတော့တယ်။ဘာဖြစ်လို့တနခါလိမ့်လာရတာလဲဟာ တော့မျက်လုံးတွေကြွကြအောင်လို့တော့ရေရေတံကလေးသည်ရွှေသိရွယ်ပြေလို့တန်နေတွင်မျိုးလျဲအေးဆောင်ရင်နဲ့ပြေးဝင်လာတယ်။ငါမျက်စီထဲမှာတော့နင်းတဲ့ကားမလေးလဲလှတာပဲဟာ။ရှွံ့ွေပင်းနေလဲလှတာပဲ။တော့ပါ အပြောကြီးကထင်းရောင်သွားရကတယောက်တယ်။လာလဲလာဆိုတော့ငါငါစိတ်မချ။ကဲကိုသေးကြီးဒီလောက်လည်းအဖြစ်မသေးနဲ့။ခါတိုင်းလိုပဲ သေးတောင်ပဲတမဘင်ရိတ်ကစောင့်မယ်နော်ပီတိဖုံသောအတန်ကလေးမဆုံးခင်လဲဘင်းသည်တပြေးပြေးလှိမ့်၍ထွက်ခွာသွားလေတယ်အေးဆောင်ငီးမောလျက်ကြံခဲ့တယ်လဲဘင်းတန်ပြောင်းမှအမေ့စီပြန်လဲတယ်ဒေါ်တာယုသည် လက်ကြံကြွယ်အားလုံးကို အရင်ဆုံးရင်ခွင်ကလီစာထုတ်ပြီးသွားသည်ဖြင့်ထညက်ကိုပင်ကောက်ကိုင်းနေပြီထညက်မှာလက်တန်းပြခန့်တုတ်တော့ တောင်စုံမရှိတရှိနဘူးသားဖြစ်တယ်။အလဲခွဲပြီးကြွက်ကိုကန့်လန့်ထား၍ညှက်တယ်။ဟာမနေစီရန်ပေရွဲဖြင့်ထိတ်နိုင်တစ်ချက်တုတ်တယ်။အိုးမှုသေးလားအမေ။အေးနောက်တစ်ခါမှုပြီးရင်ချဖို့တော်ပါပြီ။ဒီလောက်ဆိုအစီလဲကုန်းရော့ပေါ့။ရှေ့ကတတော်အစီထုတ်ပြီးနောက်နောက်တတော်မှာကြာစုပ်ပေါ်တွင် အသင်ရှိနေတယ်။အေးဆောင်သည်ဖွင့်ပေါ်မှအိုးကိုအထက်အောက်လဲအောင် တစ်ချက်မှုပေးကမိဖို့ဘေးမှာခွာခဲ့တယ်။ဒီတစ်ချိန်တွင် ရေစီတက်ရန်နဲ့ထင်းလဲဆွဲရန်မှာတပါအတော့မွေတော့ခိုင်နွားတရှင်တာဝန်ရှိသေးတယ်။သူတို့ကိုမကြီးပင်အောင်တော့ပို့ထားခဲ့တယ်။နွားချေကျုံနေ။နွားစာဆင်းနေစဉ်သူ့အမေကကြွက်စီအိုကိုချတယ်။စကားတစ်ခုခံလျက်အင်းုံတစ်လုံးနဲ့တော့လောင်းချပြီးမှအိုးကိုခွင်မော်ပြန်တင်က နောက်တတော့အစီပြင်းများထဲတယ်။ကာမီနီယာဒီမြအလုံးများနေတော့ညာရန်လုံးသည်ကြွဲ့အေးကုန်ကိုထမဆွဲပြီ။ကလီစာကိုလည်းထမဟပ်ပြီ။သူလည်းကြွဲ့အိုအသေးစားရလို့တဖြစ်မိုးဤနေချေပြီ။အခန့်တော့တစည်းလုံးမှာကြွဲ့ကင်တွေကြီးဖြစ်တယ်။ယူစည်းထဲမှာကြွဲ့ကင်လှန်ခဲ့သည်မှာ15ရက်မကတော့လူတွေ ဝဲမဝဲကြပါအောင်မလားဟိုတခါတခါအေးဆောင်စိတ်ပုံမိတယ်။သို့တည်းစီဝဲအားကရော့မကြသွားပြီ။အပေမှာဝဲအားရော့ပါမြင်နီ။ပြွက်ကင်တကင်းမှာငါမူသုံးမဲ့အကောင်ကြီးလုံးမှာတကြံပြွက်ကင်တကင်းကို ရောနှောချက်စားလျင် လူလေး၅ယောက်ရှိသောမိသားစုအတွေ့ညနေနဲ့ဖူလုံးနေ။သူ့ကြီးစင်ကော်ပြီးကြော်စားလျင်လဲတနက်ကောင်းကောင်းစားရတယ်။ တို့အတွေ့ကြွကင်အယောင်ရာမထမ်းထိုင်းယုံသားမကဈေးထဲတွင်မယောင်ရသလောက်ဖြစ်နေသောအရာမှကြွက်စီဖြစ်တယ်ကြွက်စီသည်ဝက်စီနှင့်အယောင်အစင်ရော အနှံ့အရသာမှမကွဲပြားလာပြီတို့ပြညာကြွက်စီဆိုယုံဖြင့်ထင်ကြတယ်တို့ကြောင့်နောက်ဆုံးတွင်အေးဆောင်နှင့်ကြွက်စီပလင်းလေးလုံးကျန်နေခဲ့တယ်နှမ်းစီတပိတ္တာ40စီပဲစီတပိတ္တာကို 38ပြန်ရှိနေခြင်းတွင်ကျွဲ့စီတပိတ်တာ20စေးချောင်းတွင်မတွင်ချီသို့ပညာဝယ်သူရှိလို့ရှိညာအေးဆောင်ပေးပြီးထိုင်နေသေးတယ်တနာရီခန့်ကြာသည့်တိုင်အောင်ဝယ်သူမရှိတော့မှထလာလေတယ်ဈေးမြောက်ဖက်တကားမှထွက်လိုက်လျင်ခောက်ဆွဲဆိုင်များမှညော်နှက်ကအေးဆောင်အားစီးကြိုလိုက်တယ်နောက်ဆုံးတော့အေးဆောင်မှာမိတ်ဆက်ခောက်ဆွဲဆိုင်ဘက်သို့ကျူးမလှဲ့ခြင်းပဲ လှည့်ခဲ့ရခြင်းဖြစ်တယ်။မိစေခေါက်ဆွဲဆိုင်ပိုင်ရှင်သည်ဝက်စီစီ30ကျော်ရှိပါလျက်နှင့်ကျွက်စီကို35ကျပ်စေတာပေးတယ်။အေးဆောင်ကအနည်းဆုံး20ဆဲရသင့်သည်ထင်ကဈေးကင်းထဲထိုင်ပြီးစူးစားပေါင်းများပြီ။တကားများမဟန်။မိစေကတော့ဝက်စီနှင့်မြည်သိုးများမချနာတော့ကျွက်စီအတွက်အခါမလန်တကားဖွင့်ပေးထားသော ဖောက်တဲ့ဒီ 15ကျပ်စေဆိုရင်လာခြင်းသမျှလားမငင်ဒီနေ့တော့ဆိုင်တွင် လူကြနေုံမကအလဲစပွဲမှာလူတယောက်ကလှမ်းပြီးဆက်ဆူလိုက်တယ်။ဘာရီလဲမိတ်ဆွေပြည့်စီပါခမ ्या ။အော်အော်ဒီအမေးအပြေကိုငွေသိန်းကောင်တာမှာဆိုင်ရှင်ကြားသွားတယ်။သူဤဒေါ်သာကြီးအော်တန်သည်တဆိုင်လုံးကိုချက်ချင်းလွှမ်းမိုးသွားတယ်။ဟဲ့လူစွာစွာဒီဆိုင်နဲ့ကွက်ကင်မီယူခဲ့လေစွာစွာ ဖျားကြော်လော်နေသောမိဘဘက်တို့လှမ်းနေသောအေးဆောင်ခြေလန်းတွေရက်တန်သွားတယ်။အေးဆောင်မျက်လုံးများပြူနေတယ်။ကြားရသောအတန်ကို သူမျောခြင်း။တွားလို့ပြောနေလာလေ။တွားစွာအခုတွားစွာ၊ကွက်ပြီးပါရင်မိဝင်ရဘူး။ခြေဘွားအကွဲတစ်ခုတွင်ဇီးစိအရွယ်ကြောက်စွေခက်လေးတွေတလုံးစီဝင်နေသောတပည့်ရောင်အသားနှင့်ထနောင်းနှစ်ခွရွာသာအေးဆောင်မှာ တန်ရှင်ဤမျက်နှာကိုတန်အန်တောကြည့်ရင်စိုင်ထဲမှာထွက်ွားခဲ့တယ်။သူဤအံ့ဩမှုသည်မြတ်ွယ်စောင့်နေမည်တမာပင်အောက်ရောက်သည့်အထိမပြေသည်။ခွက်၁၀ပဲပါပါ၁၀၀ပဲပါပါယူခဲ့ပြောထားပြီ။အခုမှဘာပေါက်သွားတယ်မသိဘူးဟာ။အေးဆောင်အကျိုးအကြောင်းရှင်းပြကညှိတွားပြီးသည့်အဆုံးတွင်မြတ်ွယ်သည်တူလီမုဆာများဝဲထည့်ထားသည့်ဒွဲ့အိတ်စိတ်ကိုဖြေကာ ဟုံးအိတ်ပေါ်သို့တောချလိုက်တယ်။ကဲကြုတ်ကိုပေး။တော်ကလက်တက်ထားနေ။ကျွဲ့စီပလင်လေးလုံးကိုတဘိုးမှဖြုတ်ပြီးလွယ်အိတ်နှစ်ထဲကဈေးထဲသို့ပြန်ဝင်သွားတယ်။အေးစာလက်တက်ပြုံရှိသေးတယ်။ညသွဲပြန်ရောက်လာတယ်။လက်ထဲတွင်စေတံနှရွက်ကြက်တံနှရွက်နှင့်အနုံများညလာကြီးလားဟာ။အေးဆောင်အံ့ဩရပြန်ပြီ။ဈေးတောင်ပဲနဲ့မြောက်ဖဲဘာဝေးတာလိုက်လို့ ဲတော့ရောက်လာလဲဟေးတော့ကိုနှင်းလို့လိုက်တဲ့မိတ်ဆက်ပွဲစားရုံကိုလေဒီကနေ့អော်ရင်အေးဆောင်တတရအကျဉ်းအံ့ဩရပြန်ချေပြီနင့်ကိုတရုတ်ကပို့ပြီးဝယ်လိုက်တာများလားဟာညသွဲခေါင်းကလေးငဲ့ကမဲလိုက်တယ်ဝေးသေးကျုပ်ကမိဖို့တယ်ဝင်သားပြီးကြွက်စီလို့တူတူလေးပြောတာကိုတော့သူတို့ကလည်းအသားလေးယူထားလိုက်ပြီးပက်ဆန်သိမ့်တဲ့နေရာကို ခေါ်သွားတော့ ပက်ဆန်ယူပြီးပြန်လာတာပေါ့အေးဟာငါကြအော်လို့ပြီကဲမောင်းတော့လေနွားတွေနေပူလိုက်မယ်နွားချင်းနဲ့တောက်ရုံးမြင်များထက်ထက်ကျန်းနေတော့တမာရိတ်မှာနွားနှကောင်ကိုအသာတိုး၍လှဲထွက်လာခဲ့ညာအေးဆောင်မကအံ့ဩမပြေဟုတ်ကဲ့ပါရှင်ကြာရစ်စရာစင်ပြူကျူးအောင်တဲ့ရေးသားထားတဲ့ကျွတ်မုံစိုးဤအံ့ဩခြင်းဆိုတဲ့ဝိတုတို့လေးက ဒီနေရာလေးမှာပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီမှာကတော့စဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်။